ကြီးဗီမိုနီရဲ့ဘယ်ရက်ခအီစာအုပ်ကိုဖတ်ရှုခင်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်ပြုလိုက်ပါရရှင်အပိုင်းစနစ်နောက်အတန်ကြာတော့အကမောင်ပဝင်းသည်ဂူတဲသို့ရောက်သွားလျာအခါတိုင်းနဲ့မတူဂူဝနိုင်လက်နက်ကင်လူများစောင့်ချက်၍နေသည်ကိုတွေ့ရလေသည်ဂူတွင်းသို့ဝင်သွားသောအခါအခန်းကလေးထောင်း၌လက်နက်ကင်လူတေးရောက်ဆောင့်၍နေသည်ကိုတွေ့ရလေသည် ထိုလူများသည်စကားတလုံးကိုမှမပြောကြဘဲစိတ်ငြိမ်စွာရက်လျက်နေကြလေသည်ကိုနောက်ဖက်၌များစွာသောလူတို့စကားပြောဆို၍နေသောအတန်များကိုလည်းကြားရလေလက်နက်ကိုင်လူများသည်ကမောင်ပဝင်းဝင်းသည်ထွက်သည်ကို တစုံတရာတားမြစ်ကန့်ကွက်ခြင်းမပြုကြဘဲမောင်ပဝင်းဂူဝသို့လာသောအခါယူတီစွာလမ်းဖယ်၍ပြေးကြလေသည်မောင်ပဝင်းသည်ဂူအပြင်ပန်း၌အတန်များကိုကြားရသောကြောင့်အဘယ်သို့သောအကြောင်းပင်ဤဟုသိလိုသဖြင့် တပန်ကူပြင်ဘက်သို့ထွက်ပြီးလေကူဤနောက်ဘက်သို့သွားရန်လမ်းကိုကြည့်ရှုလျာကူဝနဘေး၌တင်းငယ်သောလေကားထင်းများကို တွေ့ရှိ၍တက်သွားရာထိတ်တို့ရောက်သောအခါမိမိသည်ကြောက်တောင်ကြီးပေါ်သို့ရောက်နေတကယ်သို့မှတ်တင်ရလေ၏ထိုကြောက်တောင်ပေါ်သို့တက်သွားလျာထိတ်တို့ရောက်သောအခါနောက်ဘက်သို့လှည့်၍ဆင်းသောလေကလေးများကိုတွေ့ရပြန်လေသည်ဝဲရာတစ်ဖက်တစ်ချက်စီ၌ကမနီမဝေးအကွာတွင်မြင့်များအစ်ပင်မျိုးများနှင့် စိန်လန်နုပြိုသောတောင်ကပရံတစ်ခုကိုတွေ့ရလျာထိုကြောက်ကူကြီးသည်တောင်ပူစာနှလုံးချနိုင်ညက်နေချောင်းကိုသိရလေကြောက်ကူထိန်ဝါမှနေရွေးကြည့်လိုက်သောအခါဂူရှိပန်းဥယျာဉ်မှာမြင်ကြီးဖြစ်လျက်လက်ဝဲပန်းနိုင်နဲ့သောခြောက်ကြီးကို တွေ့ရလေသည်ထိုခြောက်ကြီးမှာကြောက်နိုင်ရန်တို့သည်လွန်စွာဆောင်းလျက်ဆန့်ရီပေါင်များဆန်းတွင်များဆန်းချောင်းဝင်းများနှင့်ဝင်းများကြောက်ခက်များကို တွေ့ရှိရလေသည်လက်ရပန်း၌မူတောင်ပူစာနှင့်ဂူကြီးအချာ အညီညာသောကြောက်တံများကြောက်တရာများဆက်ကဂူဝဘံမှာနောက်ဖက်သို့မဝင်နိုင်အောင်ကြောက်လုံးကြီးများနှင့်ကန့်စီပိတ်ဆုံနေသည်ကိုတွေ့ရလေသည်ဂူဤနောက်ဖက်ဖြစ်သော ရှေ့ဘက်သို့တူတူကြည့်လိုက်သောအခါကျဲပြန့်သောမြေနေကြီးကို တွေ့မြင်ရလေ၏ထိုမြေနေတွင်တစ်ပင်ကြီးတစ်ပင်ငယ်တို့ပါရောက်လျက်လွန်စွာနုပြူစိမ့်ဆိုသည့်အပြင်တို့တစ်ပင်များဤကြာ၌တက်ရသောဝိုင်းအိမ်ငယ်တို့ကိုတွေ့မြင်ရလေသည်တို့ဝိုင်းအိမ်ငယ်များကိုရေတွက်ကြည့်လိုက်သောအခါအိမ်ပေါင်း ်ဆန်ကားအိမ်လောက်ရှိတဲ့ဖြင့်အိမ်များမှာမညီမညာဆောက်လုပ်ထားသောကြောင့်တိန်နှင့်တိန်ကူတန်တော်လန်းကလေးများသည် တော်လန်းကလေးများကဲ့သို့ပြုပြုဖွဲ့ဖွဲ့၊ကြွေကားကောက်ကားကူးရှက်၍နေကြသည်ကိုတွေ့ရလေ။မောင်ပါဝင်းသည်ထိုအင်းမြရဲ့ငိန်တာယာတော်ရွာကလေးနှင့်အိမ်ရှိပင်စုကထိုင်ကသွားလာကူးတန်၍နေသောယောက်ျားမိန်းကလေးလူကြီးတို့ကိုမြင်ရသောအခါလူတို့နေထိုင်သောရွာပြည်လုံးနာနာဘာဝလာ ချက်များ မိမိကိုလှန်စား၍ပြလေရော့သလားဟု၍တွေးတော်ကနေလေ၏။မောင်ပဝင်းကိုမြင်ကြရသောလူများသည်ကမောင်ပဝင်းကိုဝင်းမြဝင်းသာလက္ခဏာနှင့်ကြည်ကနေကြလေရာမောင်ပဝင်းကကြောက်လေကားတစ်ခုဖြင့်မြေနှင့်ရာရက်သို့ဆင်းသွားလေသည်။မောင်ပဝင်းဆင်းသွားသောအခါခလေးတယောက်နှစ်ယောက်တို့ကပြေး၍လာကြ၏။မောင်ပဝင်းက၎င်းခလေးများကိုဝင်းမြဝင်းသာစွာနှင့်လက်ဆွဲက၎င်းတို့နှင့်အတူအိမ်များရှိရာသို့သွားပြီးလေ လက်လက်ကြည့်ရှုလျာယောက်ျားမိန်းမတို့သည် ကောင်းစွာဧကန်ကြလျက်သူအင်ကိုဝင်ပါငါအင်ကိုဝင်ပါဟုပြုပြုငါငါခေါ်ကြလေ။ဒုက္ခမှန်ပဝင်သည်ငါသည်အိန္ဒိယ၌အကျဉ်းသားမဟုတ်ပါတကားဟုတွေးတော်၍အံ့ဩနေလေ။မှန်ပဝင်တွေ့သောအိမ်များမှလွန်စွာမှတန်ရက်၍ကုန်းသီးပင်များကိုထက်ချမ်းခွဲပြီးလေရေရောင်များကိုပြုလုပ်ကအိမ်များ၌ဆန်းရီတို့ကိုအတီးတီးတွဲယူသုံးဆွဲလျက်ရေပေါများသောကြောင့်မည်သူမဆိုတန်တန်ရှင်းရှင်းတွေ့မြင်ကြရလေ၏ ၎င်းတို့၏မျက်နှာ၌လည်းဘဝပြောတာရာစွာစားတောင်းနေထိုင်ရသော အမှန်လက္ခဏာကိုသိသားနိုင်လေသည်။မောင်ပါဝင်ရောက်စားက၎င်းရွာရှိယောက်ျားများသည် အလောက်ပေါ်သည်ပြန်သွားလာနေကြရလျာမိမများနှင့်ကလေးများမှာဤနေရာနှင့်မိုင်ဝဲခန့်များဝေသောကုတခုသို့ပြောင်းရွှေ့၍နေကြရပြီးယနေ့နေ့တွင်မှယောက်ျားများပြန်၍လာကြသည်ဖြင့်ထိုယောက်ျားများသည်မိမများ၏ကုသို့ရှေးဥစွာသွားကြပြီးနောက်အတူတကွာဤနေရာသို့ပြန်လာကြသောကြောင့် ချင်းချမ်းသာသာပြန်၍လာကြသောမိမိတို့ယောက်ျားများနှင့်အတူမိန်းမများသည်ပျော့ပျော့ရွှင်ရွှင်ဖြစ်၍နေကြသဖြင့်စူညံသောအတံများကိုကြားရခြင်းဖြစ်လေသည်။မောင်ပါဝင်းသည်၎င်းရွာ၌ပျော့ရွှင်စွာလှည့်လည်ကြည့်ရှုပြီးနောက်ဂူတို့ပြန်လာလေသည်။ဂူရှိတို့ရောက်သောအခါနက်နက်စွာပေါ်စဉ်ခဲဝဲတို့ကိုအငွေ့တထောင်ထောင်နှင့်အစင်သင့်တွေ့ရလေရာ၎င်းစားဝယ်တောက်ဝယ်များကိုကြည့်၍ပါဇက်ပြင်၍နေလေသည်။အကြောင်းမူကားနက်နက်ကင်းလှည့်လည်လမ်းလျှောက်ပြီးနောက် ဆာလာမွတ်တဲ့၍လာတော်ကြဖြစ်လေသည်။မောင်ပါဝင်းကကျိုးသားကောင်းလုံးကျော်ကျန်နှင့်အကျော်ချက်တို့ကို၎င်းဝက်တနီချက်ကို၎င်းအငွေ့ထောင်းထောင်းထနေသော တောသားအမဲဟင်းလျာမွေးကြိုင်စွာတို့ကို၎င်းစိန်လန်သော တောဟင်းရွက်တို့မှအယောင်မျိုးပဲပကံတဲ့တွင်အငွေ့ထွက်၍တောက်သုံးရန်ကောင်းလာသောဟင်းကြိုဖြစ်သူရောက်၍နေသည်ကို၎င်းမြင်ရသောအခါဤတော်ဤတော်၌ငါသည်ဤကဲ့သို့ခန္ဓာပွေရာစွာသော စားတော့လည်းပတ်ခံနေဖို့ရာဘယ်သို့ကုသို့သည် ငါအားဖန်တီး၍ပေးလာပါသည်။ဤအဟာရတို့သည်မယက်ခဤတကောဖြင့်ပေါ်လာသောနတ်တောက်တာတစ်မျိုးဖြစ်ပေရောသလား။ငါ၏ပဝင်းကျင်၌ရှိကြကုန်သောလူပေါင်းတို့မှမူလူသားစဉ်စဉ်ဖြစ်ကြသောကြောင့်ထိုအာရဘောဇဉ်တို့သည်လူတို့၏လက်ဖြင့်သာစီမံချက်ပြုတ်လောက်ကန်အပ်သောဘောဇဉ်ခဲပွဲများသာဖြစ်ပေရာရှိနေသည်။သာသဖြင့်ဝဲရန်ဤတွင်ရက်ခါကြည်နေသည့်အတွင်တွင်မိမိနှင့်မနီမဝေကလကာတဲမှလှုပ်ရှားသောပိုးတန်ဖဲတန်ဝစ်တန်နှင့် လက်ကောက်တန်များကိုကြားရလေရငေးဆိုင်ကကြည်၍နေမိလေသည်ရင်းကဲ့သို့ကြည်၍နေရကလက်ကသည်လှောက်ရှား၍လာပြီးလင်ဖြူစင်နပသောလက်ချောင်းကလေးများသည်ကလက်ကကိုအတွင်းမှကင်ကာဖယ်၍အပြင်သို့ထွက်လာသောအခါမယက်ခကိုမြင်ရလေတော့ရာအာဟာရဘုဇင်တို့အထဲတွင်ဝင်နေသောစိတ်သည်ပျောက်ပြန်လျက်မယက်ခကိုဆိုက်ခါကြည်၍နေပြီးလင်ဤကလက်ကအတွင်း၌သူရှိမှန်းကိုငါသိလင်ယနေ့နဲ့နဲ့ငါတခြားကိုတွားကြည့်ရှု၍ချိန်ကို ုံလွန်စေခဲ့မည်မဟုတ်ချေဒီအခန်းကငါ၏အချင်းဖြစ်သောလူဤခန်းဟုငါထင်းနေသည်ဟု တွေးတော်ကနေလျာဂူဤ၄00နိုင်ရှိသောလက်နက်တို့သည်ကမြေပေါ်မှပြပြဝဲခါနေကြသည်ကိုမြင်ရလေ၏မယက်ကသည် အတိုင်းမသိသောချိုသောမျက်နှာနှင့်၎င်း၏လူများကိုကြည့်ပြီးပြုံးကခေါင်းငိတ်လိုက်သောအခါကျမှ၎င်း၏လူများသည် နေရာမှထကြပြီးမိမိတို့ဆောင်ရွက်တိုင်းဆောင်ရွက်နေကြလေသည်။မောင်ပါဝင်းဤကအံ့အားသင်လျက်အယိုသည်တို့ကိုလည်းတရိမရ မြေပေါ်၌စိုက်ထောင်ရထားသောအယုတ်ကဲ့သို့ဖြစ်ရနေလေသည်။မရက်ခါကပုံဝင်းကိုတိမ်မွေ့သောမျက်နှာနှင့်ကြည့်လျက်ပုံဝင်းဒီကနေ့ကျမနဲ့အတူထမင်းသုံးဆောင်ဖို့အထူးပဲစီမံထားပါတယ်။ထိုင်ပါရှင်ဟုပြောလျာပုံဝင်းကကျေးဇူးကြီးလာပါတယ်။ကျွန်တော်အင်တန်မိန်ရှက်ပွဲကောင်းတဲ့ပွဲရန်ကိုကြည့်နေတဲ့အခါမှာစာမွတ်တဲ့အာသာကအင်တန်တိုးပြီးလာပါတယ်။မနှမ်းနယ်အော်ရောင်းလို့ မရက်ခနဲ့တူစားဖို့ခွင့်ရတာမွတ်တိတ်တဲ့အစာတိုးပြီးဆယ်စားတဘူစားလို့ကောင်းမှာပဲကျွန်တော်ကမရက်ခတိလောက်တောင်ချင်းချင်းတနာဂရုဓမ္မထားတာကိုကျေးဇူးတင်လို့မဆုံးနိုင်အောင်ဖြစ်တော်တာပါပဲဟုပြောလေ။အိုးကျေးဇူးတင်နေပါနဲ့။မိမ့်မိန်ရှက်ရှက်စားစက်မှာကျမတို့ဘုံဝင်းတို့လူတို့ချွေးဝေးကျင်လာပါတယ်လို့အပင်မြတောင့်တာညတော့လေယခုလိုကြုံကြိုက်ဖို့ရလွန်စွာမှခင်းရင်းလာပါတယ်။ကျမတို့နေရာကိုဘုံဝင်းရောက်လာတဲ့အတွက်ကျမက ကျေးဇူးတင်လို့မဆုံးအောင်ကိုဖြစ်နေရတာပါပဲ။တိတဲ့စကားပြောရရင်တော့အစာလုံးပြီးမစားနိုင်ပါကိုကျမကအင်တန်စိတ်ကောင်းဖြစ်ရပါလိမ့်မယ်။တိအတွက်မြင်မြန်စားကြပါစို့ရဲ့ရှင်။ထိုင်ပါ။အခုပြော၍နှစ်ယောက်သာထိုင်ကြလေသည်။ထို့တွင်တောင်းလေးတောင်းနိုင်ရက်ရွေနေကြသောအဆောင်များသည်ပြောက်ကိုပြောက်အနဲ့အတိတ်ပဲကြီးကျယ်များပြားသောမျက်လုံးများဖြင့်ကြည့်ကလည်းသို့သောအရာများကိုတွေးတောကြံစား၍နေကြသည်ကိုပြောမပြနိုင်အောင်ရှိလေ။ ဘဝင်းနေမရက်ကသည်ပွဲရံမှထိုင်ကစား၍နေကြသောအခါတခင်နှင့်တခင်မနှစ်ပါးကဲ့သို့မှတ်ထင်၍နေကြလေသလားမသိချေဓမင်းစားရင်မရက်ခကပြောသည်မှာကျမတို့ကဒီမြလောင်နဲ့တဲတော်ရဲမှာရွာတယ်ပြီးနေကြတာမှာအဘေကမှအနောက်ရှင်ဖြစ်ပါကျမတို့ရန်နေရာကိုသိတဲ့သူလည်းမရှိပါကျမတို့မှအကြီးဆုံးရန်သူတယောက်ရှိပါတယ်အဲ့ဒီရန်သူကတခြားမဟုတ်ပါဘူးဘဝင်းမဖြစ်ပါဘူးဘဝင်းကကျမတို့လို့ စိတ်သဘောထားမယ်ဆိုရင်တော့တစ်သက်လုံးအခုလိုအေးအေးဆေးဆေးအေးအေးချမ်းချမ်းနေရမှာပါပဲဒီအပြင်အရေးကြီးလို့ဘဝင်းလို့လူရထားတာကလည်းကျမတို့မှာအာဆယ်ပြန်တိုးသလိုဖြစ်ပါတယ်ဟုပြောလေထိုကဘဝင်းကဤစကားများသည်ငါကိုဓမြဖြစ်အောင်သွေးဆောင်သည့်စကားများဖြစ်သည်ငါသည်ပြည်သူတို့၏ရန်သူဖြစ်သောဓမြလူဆိုတို့နှင့်မိခင်ကိုတတ်သောသူကိုကလည်းစားချင်ရန်တခုတည်းသောရည်ရွယ်ချက်ဖြင့်ဝင်းရှင်တော်မင်းကြီးထံမှပြန်ညင်ခံခဲ့သည်ဤမိမသည်က ငါဤဖြောက်မှတ်တော်လမ်းမှာငါကိုမတရားတော်လမ်းသို့သွေးဆောင်ရသောငါသည်အဘယ်နည်းနဲ့မျှလိုက်ပါနိုင်မည်နည်းသို့သောဤမိမကဲ့သို့လှသောမိမကိုဂါဤဘွား၌တရားတကားမှမတွေ့ဘူးမကြုံဘူးချင်းသူ၏လှတဲ့ကိုဖြင့်အယောင်ဝါဒီဟုသောပင့်ကိုအိမ်၌ငါဤခက်တန်သောစိတ်သည်ရင်းကောင်းချင်းကောင်းတို့ဘာမှမိ၍နေလိမ့်မည်တကားဤနိယာနာဤမိမထံမှအဘယ်သို့သောနည်းနဲ့အခြားသို့သွားနိုင်ပါမည်နည်းစသဖြင့်တွေးတော်ကစိတ်ကိုမနိုင်မနေဖြစ်လျက်စကားပြန်၍မပြောနိုင်ဘဲပြုံး၍သာနေရလေသည် တို့ကမရက်ခါကဘိုးဝင်စဉ်းစားပါဘိုးဝင်စိတ်ထဲမှာဖြောင့်မှန်တဲ့အရာပြုဖို့ရအကျန်းရှိတာကိုကျွန်မရင့်မိပါတယ်ဒါပေမဲ့ကျွန်မတို့ကမဖြောင့်မတရားတဲ့အလုပ်လုပ်တဲ့လူစုမဟုတ်ပါစီးရဲသားများကိုမနှိမ့်ဆက်စီးရဲသားတို့ကိုညှဉ်းပန်းနှိမ့်ဆက်တဲ့မင်းဆိုးရာဇာအရာရှိတွေလို့သာကျွန်မတို့ကအပြစ်ဒဏ်ပေးပါတယ်မေရခဆိုတဲ့နာမည်က မတရားသဖြင့်ခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်ဟုပြောလျာဘဝင်းကစိတ်ငြိမ်စွာစဉ်းစားလျက်မိမိအသက်ကိုကယ်ဆယ်လာသည်များကို၎င်း မိမိသည်ရန်သူကဲ့သို့ပြုမှုခြင်းမခံရသည်ကို၎င်းအချို့သောစီးရဲသည့်ရွာသားများအားထောက်ပံ့မှုသည့်အထောက်ပံ့တီများကို၎င်းတွေးတောလိုက်သောအခါမိမိ၏စိတ်နှာရှိသောတန်တရားသည်အနှဲငယ်ကွဲပြောင်းမလို့လို့ဖြစ်တော်လဲမိခင်အသက်ခံရသောအကြောင်းကိုတွေးတောလိုက်သောအခါမယက်ခ၏လူစုပင်မတက်ဖြတ်စေကမူအခြားသောလူစုတကူတက်ဖြတ်ခြင်းကထိုလူစုတကူကိုသာကလဲစားခြင်းရန်စိတ်သည်မိမိကိုအတင်းနှိုးစော်တဲ့ကဲ့သို့ဖြစ်လျက်ဤတရားသောတောနှင့် ဤလှပသောမိမကိုငါတက်မဲ့၍နေစေကငါ၏ရွယ်ချက်ပြတန်းချက်သည်ဆုံးခန်းတိုင်အောင်ပရောက်တော်မီမဟုတ်ဟုတွေးတော်မီလျက်မေယက်ခကိုကြည်ကမေယက်ခပြောတဲ့စကားများအတွင်အများကြီးကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာဆုံးခန်းကိုမရောက်သေးတဲ့အလုပ်တခုရှိပါတယ်ဒီလောက်ကိုမပြည့်ပြတ်သေးသမျှတည်သွားတဲ့တိုင်အောင်စိတ်အေးရတော့မှာမဟုတ်ပါဘူးဒီအတွက်မေယက်ခပေါ်မှာဘယ်ခါမှရဲမရှာပါဘူးလို့အတိတ်ကပြုနိုင်ပါတော့လဲထူလောက်တောင်းရင်က လေးလံစွာကြမ်းရှိနေပါတယ်ဟုပြောနေထိုကားမရက်ကကဘလို့တာဝန်များပါလဲဟုမေးလျာမောင်ပဝင်ကမိခင်တေးဆုံးခြင်းအကြောင်းရင်းကိုပြန်ပြောင်းပြောပြလျာမရက်ကကအတန်ကလေးကြာစွာစဉ်းစားပြီးမှဘိုးဝင်တိတွင်မပူပါနဲ့မရက်ခဆိုတာဘယ်လောက်တက်တည်ရှိတယ်ဆိုတာဘိုးဝင်လည်းသိပါတယ်ဒီတရားခံကိုမရက်ခကိုယ်တိုင်ရရှာပြီးဘိုးဝင်စိတ်ကျေနပ်ရလောက်အောင်အပြစ်ပေးပေးပါမယ်ဟုပြောလျာဘိုးဝင်ကထက်တန်သောမျက်နှာနဲ့မရက်ခကိုကြည့်လျက် လက်သီးများကိုဆုပ်၍မယက်ခဟူခေါ်ကဒီတိုင်းမှန်ရင်ကျွန်တော်အထုပြောဖို့မရှိတော့ပါတသက်လုံးမယက်ခကြုံဖြစ်ရပါတော့မယ်ဟုရဲရဲကြီးပြင်ရင်ပြုလိထိုကမယက်ခကမိမာတက်စာလူမာဂရိတဲ့စကားကိုသာတီးပါစေကျမပြောတဲ့စကားလည်းတီးပါစေမယ်စိတ်သားချပါဟုပြောလိထိုကမောင်ပါဝင်းကမယက်ခကဲ့သို့သောမင်းသမီးရဲ့အမှုကိုဆောင်ရွက်ရခြင်းကကျွန်တော်မှာညှိငွေခြင်းဖြစ်ဖို့မရှိနိုင်ပါကျွန်တော်ရည်ရွယ်ချက်အထမြောက်ရင် ကျွန်တော်ကိုဒီဘွားနိုင်တစုံတရာလောက်ကံရမရှိတော့ပါမယက်ခကိုသာပျော့ပျော့ရွှင်ရွှင် အမှုထမ်းဖို့ရှိပါတော့တယ်မယက်ခတွင်မှုထမ်းရခြင်းသည်ငကိုကပင်အထူးချွန်ပြောဝရကောင်းတဲ့အလုပ်ဖြစ်ပါလိမ့်မယ်နှုတ်ဝင်မဲ့ကျွန်တော်မှာဒုက္ခကြီးတစ်ခုရှိနေတယ်အဲ့ဒီဒုက္ခကအမြဲရှုလောင်ပူပင်ခြင်းဖြစ်စေမဲ့ဒုက္ခပဲဟုမယက်ခဤမျက်နာကိုကြည်ကပြောလေသည်မယက်ခကမျက်နာနီးမြန်းလျက်ဘောင်ပဝင်းကို အကဲခတ်ကကြည့်ပြီးလျှင် ဘိုးဘီးမှာဘယ်လိုဒုက္ခမျိုးရှိပါသလဲဟုမေးလေဘိုးဘီးကကျွန်တော်ရဲ့ဒုက္ခကထူတော်မဟုတ်ပါဘူးငယ်ရွယ်သူတို့ရဲ့ယူမိုက်တတ်တဲ့ဒုက္ခမျိုးကျွန်တော်နဲ့အတူတူလေးစီးလာတဲ့မနှမ်းတွေနဲ့ကွဲပြီးမယ်ရက်ခနဲ့တွေ့ကြုံရတာမှာဘယ်လူနဲ့မှမတွေ့ဘဲနေရတာတည်းများစွာပုံမူကောင်းမြတ်ပါသေးတယ်မယ်ရက်ခထံကိုရောက်ရခြင်းကလည်းမနှမ်းတွေကလေးရဲ့ကျေးဇူးပါပဲမနှမ်းတွေဆိုတဲ့ယူပါယုံတီးဟူသောငစားကိုမြင်ကလိုက်လံမိတဲ့ပြင်မယ်ရက်ခရဲ့ငမ냐ချိန်ကိုခဲနေရပါတယ်ဒါပေမဲ့ ။မမားချင်းထိတ်ခံရခြင်းကငစာကိုစားရတာတည်းရတာရှိနေလို့အထူးညီးဖို့မလိုတော့ပါ။မရက်ကပြုတ်ပြင်ရကိုသာခံစားရတော့မယ်ကိုသာဖြစ်ပါတော့တယ်ဟုအရေးစွန်ကပြောလိုက်လေသည်။ထို့ကမရက်ကသည်ပြုံးတော်မလို့မျက်နှာနှင့်မျက်လုံးကလေးများကိုလန်းကမောင်ဘဝင်းဤမျက်နှာကိုချိုးသားစွာစိုက်ရွေးကြည့်နေပြီးမှစိတ်လဲ့လဲ့ရှိသောဟင်းချိုကိုတောက်ခါနေပြီးလင်ဘိုးဝင်ဒီမနှဲတွေကိုမိပဲမမိနိုင်တော့ဘူးလားယင်တကယ်ပဲတိလောက်တောင်ဆွဲနေပြီလား မောင်ပါဝင်းကဘယ်နဲ့ပြောပါလိမ့်ခင်ဗျာ သူ့အတွက်အသက်တပြားကျွန်တော်စွန့်စားပြီးလိုက်လာရပါတယ်အခုမှပြောင်းချင်းမလားပြောက်ွယ်သွားပြီးကျွန်တော်ဘောင်မှာစိမ့်ကားတာများဟာဘယ်ခါမှမိနိုင်ပွဲရမရှိပါဒါကြောင့်ဒင်းဒီဘဝမှာငါဘောင်မှာစိမ့်ကားနိုင်မယ်နောင်ဆက်လက်ပြီးစိတ်ထဲမှာဒိတ်တန်းကြီးထားရင်နောင်ဘဝမှာဒင်းစိမ့်ကားလို့ရနိုင်ရောလားကိုရင်ဘွားဘွားများကသူ့ဘော်မှာဒီကစိမ့်ကားဘူးလို့ခုလိုခါအတုံနဲ့ဖြစ်ရတာလားလို့သာတွေးပြီး တရေကြီးအောင်မေကတရားနဲ့ပြေးနေရပါတော့တယ်ဟုပြောလေမဲရခါကဘိုးဝင်ရှင့်မှာညီကိုမောင်တော့မရှိဘူးလားဟုမေးလေရမောင်ပဝင်းကအမတဲကလေးမှာတော့မိခင်သေးတဲ့နေ့မှာပဲပြောင်းချင်းမလားပြောက်သွားပါတယ်ဖခင်မငငယ်ကလေးကမတွေ့ကြရပါဘူးဟုပြောလေမရက်ကကနို့ဒီနှမတဲကလေးကိုရောတရိမရရှာလဲမရှာမိခင်ကိုတတ်တဲ့လူကသာရှင်လိုက်ရှာတယ်လို့ပြောပါကလား ဘာဝင်းသည်မဲရဲခနှုံမှညွညွကိုတရိယအောင်နှိုးဆွသည့်စကားများကိုကြားရသောအခါထမင်းလုတ်ကိုဂိုင်ကငေးဆာ၍နေပြီးလင်မဲရဲခနှင့်မနန်းရွယ်တို့၏အလှဆက်ကွင်းထဲ၌ညွညွ၏တနာစပွဲကားကိုမျက်နာကလေးကမိမိ၏စိတ်တွင်ရေးရေးကလေးပေါ်လာလေသည်ထို့သို့ပေါ်လာသောအခါမနန်းရွယ်နှင့်မဲရဲခတို့ကို ဆွဲလန်းသောအာယုန်သည်တက်တာခွင့်ရသွားလေတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်ကျွန်တော်တို့တာပါ thank you